လကူကူနဲ့ပြုလုပ်လို့ရမဖြစ်စစာဆိုရင်တော့ကြက်ဥလေးကမပါမဖြစ်ပေါ့နော်။ဒါကြောင့်မလို့ခလေးငယ်လေးတွေအတွက်အာဟာရပြည့်ဝတဲ့ကြက်ဥစုပြုလေးကိုအတူတူလည်းလုပ်ကြည့်ကြရအောင်။ရေစုံနေနဲ့ပေါ့နော်။မုံလာဥနီနေကိုကျမတို့အခုနေခွာမယ်။ရေလေးစေချာစေးပြီးတော့အသေးလေးတွေဖြစ်အောင်ချစ်ထားပေးလိုက်ပါမယ်။စပြုတ်လေးထဲကိုထည့်ဖို့အတွက်ကျမတို့ကော်မုံလေးကိုလည်းတစုံစာလောက်ထည့်ပြီးတော့အရေးလေးပြုတ်အောင်ပေါ့နော်ဖြောထားပေးလိုက်ပါမယ်။ ကျုပ်လေးကိုလည်းတခါတည်းအစင်သင်မှွေထားပေးလိုက်မယ်။ပြီးတဲ့အခါမှာဆိုရင်တော့ကျမတို့ကျက်သွန်ဖြူလေးစီတက်ပြီးတော့မုံလောင်ဥတီကိုအရင်နူးအောင်ပြုတ်ထားပေးမယ်။အဲပြီးတဲ့အခါဆိုတော့မှကျမတို့ခုနကတော့ခောက်ထားတဲ့ပေါ့နော်ကျက်ဥလေးတွေကိုရင်နွေးပွက်လာတဲ့အချိန်မှာလောင်းထည့်ပေးပါမယ်။ ပြီးရင်တော့ကျမတို့တွေဖြည်းဖြည်းချင်းစီတော့မှွေထားပေးရပါမယ်။အခုလိုအနေထားလေးရောက်လာပြီဆိုရင်တော့စုပြုတ်လေးကိုပြည့်လေးဖြစ်အောင်ပေါ့နော်။ကော်ရီလေးအနေငယ်လေးလောင်းထည့်ပေးလိုက်ပါမယ်။အခုလောက်နေထားလောက်လေးရပြီဆိုရင်တော့ကျမတို့ကလေးငယ်လေးတွေကိုပေါ့နော်ကြွေးဖို့အတွက်အစင်းသင်းဖြစ်ပါတယ်အဲပို့ပြီးတော့အနမ်းရတာလေးပြည်စုံအောင်လို့ငွေကောင်းမှုလေးနဲ့နဲနဲစက်သွမ်းမိန်လေးနဲ့ငယ်လေးကိုထပ်ပြီးတော့အပေါ်ကနေဖြူပေးလိုက်ပါမယ်ဘေဘီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံးအစားအစာနည်းလေးများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပါ